ပြောတယ်အဲ့ဒီလိုယဟန်တော်တော်ခမများများကမြတ်စွာဘုရားတန်ချင်းကလာပြီဆိုရင်တဲ့ဘုရားရှင်ကရာဂသရီတဏရာဂဆိုင်ထူပြောနေတဲ့တတ္တဝါတို့အားသဝိညာဏကအဝိညာဏကဝတိနာသဝိညာဏကဝိညာဏကဝတိနာသဝိညာဏကအတုပအဝိညာဏကအတုပရဲ့အစွမ်းဖြင့်ဧကတတဝိတံတစ္ဆတံမြောသောအပြာရှိသောအတုပကမ္မဌာနအတုပကမ္မဌာန်ကို၎င်း ရာဂစိတ်ထူပြောနေတဲ့ပုံကိုယ်တွေဖြစ်ခဲ့မယ်ဆိုရင်ပေါ့ရာဂစိတ်ဆိုတာကတော့တက်ကြည်တက်မဲ့ကာမဝတ္ထုအဆုစုတွေအပေါ်မှာတွေ့တာတက်မဲ့တဏှာတွေသိအကောင်းနေတဲ့ပုံကိုယ်မျိုးဖြစ်ခဲ့ရင်ထိုပုံတွေပုံကိုယ်တွေကိုရည်ညွှန်းပြီးတော့ဘုရားရှင်ကတဝိညာဉ်နဲ့ကအတုပအဝိညာဉ်နဲ့ကအတုပလို့ခေါ်ဆိုအပ်တဲ့၁၁မျိုးသောအတုပကမ္မထန်တွေကိုဟောကြားပြတ်တာအဆုစုမှပြီးသင်ပေးတယ်ဒီတော့တဝိညာဉ်ကအတုပဆိုတာကဘာကိုတဝိညာဉ်ကအတုပခေါ်တယ်လို့မြင်ရင်တော့ တချို့တချို့နေရာမှာကာယကရတတိလို့လည်းသုံးထားပါတယ်။အိုးဂရိမာနန္ဒသုတ်တမတော်အတုပကမ္မထံဆိုပြီးသုံးထားတယ်။32ခုဋ္ဌာတကိုပဋိကူလညွန်ရှာဆက်ဆုပ်ခွဲအနည်းနဲ့ရှုပွားသုံးတနေတဲ့ကမ္မထံကိုပဋိကူလမနတိကာရပပဆိုတဲ့အမည်နဲ့မြတ်စွာဘုရားကမဟာသီဗရဏသုတ်တမဟောကြားထားခဲ့တယ်။မေအဟောဘက လွန်ကျော့လွန်ကျော့တုတ်တန်တော့အတုပဘာဝနာဆိုတဲ့အမည်နဲ့ဟောထားခဲ့နော်။လွန်ကျော့လွန်ကျော့တုတ်တန်များမှာတော့ဝိဇ္ဇာတုတ်တန်တို့လိုတုတ်တန်မျိုးကြတာသဝိညာဏကအတုပဆိုပြီးတော့ဒီလိုအမည်နဲ့မြတ်စွာဘုရားဟောထားပါတယ်။အဲဒီ32ခေါထာတာဒီကိုပရိကုလမနတိကာရအနည်းနဲ့ရှုပွားသုံးခါခဲ့ရင်ပထမဇန်သမာဓိဆိုင်တယ်။32ခေါထာတာကိုရှုပွားတဲ့အပိုင်းမှာ 32ခုထာတာလုံကုန်ခြုံကုန်၍ရှုပွားရင်ပฏิကုလအနေနဲ့ရွင်ရှားစက်တုပ်ခွေအနေနဲ့ရှုပွားခဲ့ရင်လည်းပထမဇန်တမတိဆိုင်တယ်။ကုထာတာတစ်ခုစီတစ်ခုစီကိုပฏิကုလရွင်ရှားစက်တုပ်ခွေအနေနဲ့ရှုပွားသုံးသပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းပထမဇန်တမတိကိုပဲဆိုင်ပါတယ်။ထိုပထမဇန်တမတိကိုအခြေခံ၍ယုတ်ဒီနန္ဒီသိသိအကြောင်းတရားရှားဖွေပြီးအကြောင်းတရားနေတဲ့ကွထိုယုတ်နန္ဒီကိုလက္ခဏာရင်သုံးတန်တင်ပြီးဝိပဿနာရှုမယ်ဆိုရင်လည်းအရဟတဖို့ကိုပြောင်းနိုင်တယ်။ဒါကတလား။ နောက်တလန်းကတော့ဥစဉ်တော့အဝိညာဏကအတုပါလို့ခေါ်တယ်ဒီအတုပါပဲထိုဒီအတုပါကိုမြတ်စွာဘုရားကအတုပါကမ္မထအဖြစ်ဆယ်မျိုးဟောထားပါတယ်နော်ဘုဒ္ဓမန္တကစသည်ဖြင့်ဟောထားတယ်ဒီပြီးလို့ပုပ်ပနေတဲ့အလောင်းကောင်းကနေစပြီးတော့အယိုးရင်ဆွေးမြေ့တဲ့အထိအတုပါဘာဝနာကမ္မထစီးစားအထုတ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဘယ်အစ်မှာပဲဖြစ်ဖြစ်ပရမဇန်တမာတိဆက်နိုင်တယ်ထိုပရမဇန်တမာတိကိုအခြေခံ၍ဝိပဒနာရဲ့အခြေပါဒကပြုတ်ပြီး ယုတ်တိနန္ဒီသိသိအကြောင်းတရားရှားခွေအကြောင်းတရားနှင့်တကွထိုယုတ်နန္ဒီကိုအနိစ္စဒုက္ခအနတ္တလက္ခဏာယိသုံးတန်တင်ပြီးဝိပဿနာရှုပါသုံးတာကပ်မယ်ဆိုရင်လည်းအရတ္တဘောကိုရောက်တယ်။ဒီလိုရောက်နိုင်တဲ့အတွက်ရာဂစိတ်ထူပြောနေတဲ့တတ္တဝါတွေကိုဖျားရှင်သည်သဝိညာဏကအတုပအာဝိညာဏကအတုပလို့ခေါ်ဆိုအပ်တဲ့သဝိညာဏကအတုပက၃မျိုးအာဝိညာဏကအတုပက၁၀မျိုး အဲ့ဒီတစ္ဆေတမျိုးသောအတုပကမ္မထန်ဒီကိုဟောကြားပြတာအဆုံးဆုံးမှပြီးတော့မူပါတယ်